မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချင်းမှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာကျန်နေမြန်မာပြည်ပါဒီနေ့19ရက်5လ2025တနင်္လာနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်19ရက်5လ2025တနင်္လာနေ့ရဲ့ကံကြမ္မာများကိုတနိတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီဒီဘက်ကတော့ ခမန်တလန်အနေအရတော့အိုးဝင်လောက်ကဲ့နဲ့ပတ်သက်တဲ့ကိစ္စမှာယာယီထင့်ကိုလွဲချော်နေသလိုဖြစ်တတ်တယ်။ငွေကြီးအကောင့်တားပြီးတော့အလောက်ကဲ့နဲ့ပတ်သက်တဲ့ကိစ္စမှာအလောက်ပေါ်မှာဖြစ်ပေါ်တဲ့ငွေကြီးကယာယီနှောင့်နှိမ့်တတ်လို့အလောက်ပေါ်မှာစိတ်ဝင်စားမှုအားနေတဲ့ကာလမျိုးဖြစ်ပါတယ်ဗျာ။ဒါကြောင့်အလောက်ကဲ့နဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစမပြေရတဲ့ပုံကူများအားလုံးကမိမိအိမ်မှာရှိတဲ့စာအုပ်၊ဖျားစာအုပ်ကျောင်းရေးတဲ့ဗလာစာအုပ်ဘာစာအုပ်ဖြစ်ဖြစ်နော်စာအုပ်ဂျာနယ်တွေကြိုင်လို့မရအောင်စာအုပ်ကလေးတို့ကိုကိုင်းအရက်မျက်နှာနဲ့မဆိုင်ဘူ လေးချိန်တိတိဆူတောင်းပါဗျာအတင်းဆောက်ကလေးကျွန်တော်လုပ်ခဲ့မကောင်းဘူးဗျာလုပ်ခဲ့ကောင်းခြင်းနဲ့အာကျွန်တော်မှအိမ်မဆောက်တည်ဘူးအိမ်ဆောက်မှဖြစ်မှာအိမ်နဲ့ပတ်သက်လေဆောက်ဖို့အလူရှင်တွေပေါ်မှဖြစ်မှာကျွန်တော်လုံနဲ့ပတ်သက်လို့အဆင်မပြေဘူးဗျာလုံနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေအောင်အမြန်ဆုံးဆောက်ကလေးကကိုကြီးဆောက်ချတော်မူပါဆိုတဲ့အကြောင်းလေးချိန်တီတီစောက်ကလေးကိုင်ပြီးဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆိုနေတဲ့အလောက်ကင်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။မန်းနီပတ်သက်တဲ့ပတ်သက်တဲ့ကိစ္စလည်းဒီချိန်မှာလည်းပတ်သက်တဲ့ပတ်သက်တဲ့ကိစ္စမှာတော့မိမိ နဲ့ပတ်သက်တဲ့မှာငွေအစုလိုက်ပြုံးလိုက်ရတတ်တယ်။ယာယီလွဲချော်နေတယ်လို့ပဲရရင်တော့အများကြီးရပြီးတော့ရမယ်ဆိုပြီးယာယီထစ်နေတာမျိုးလေးဖြစ်တတ်တယ်ဗျ။ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့လိုအပ်တဲ့လူတွေကတော့တနင်္လာအရှိရာကိုလှည့်ရေးလေးတောက်ပြီးမှစူတောင်းအတင်းရေးလေးရယ်ကျွန်တော်ငွေနဲ့ပတ်သက်လို့လူချင်းတွေဗျာကျွန်တော်လူလူချင်းနဲ့ငွေရဘလောက်ငွေမျိုးစားဘလောက်ကျွန်တော်ပေးရလေးကဘလောက်ရတဲ့လေးကဘလောက်ကျွန်တော်လူချင်းနာဘလောက် အဲ့ငွေလေးတွေပိတ်နေတယ်ပိတ်နေတဲ့ငွေလေးတွေပွင့်အောင်အတင်ရေးလေးကကိုကြီးဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းတင်းလာအရှိအရာကိုလှဲ့ရေးလေးတောက်ပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်တင်းတော့မှာပိတ်ဆုပ်နေတဲ့ငွေကြီးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့နည်းနဲ့ဆက်သက်တဲ့လိုအပ်တဲ့ပုံကူများတင်းလာအရှိအရာကိုလှဲ့ပြီးဆူတောင်းခြင်းဖြင့်ဆူတောင်းပြီးတဲ့အချိန်ရဲ့အဲနေခြင်းဆိုတနာကြီးဒါမှမဟုတ်နေ့ရက်တွင်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးအဆင်ပြေမှုဖြစ်ပါကြောင်း ချွေးညာမီမိသားစုကလေးလေးစားစားတင်ပြလိုက်ပါတယ်ဗျာနော်နော်ဒီချိန်မှာစိတ်နဲ့ပတ်သက်တဲ့ကိစ္စမှာစိတ်နဲ့လူနဲ့မှာစိတ်ကမြန်ပြီးလူကနောက်ကျနေတဲ့ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်စိတ်နဲ့ပတ်သက်တဲ့ကိစ္စမှာတခုခုလှုပ်ချင်တယ်ဆိုတဲ့ကိစ္စမှာခါထိန်သိမ်းလေးလှုပ်နေမယ်ဆိုရင်တော့အဆင်ပြေတယ်စိတ်နဲ့ပတ်သက်တဲ့ကိစ္စမှာအောင်မြင်ကြောကြားခြင်းဆိုတော့အင်္ဂါတော့အရှိတောင်တောင်လက်ထမကျက်တဲ့စံလေးစံဒီလေးသုံးဒီကိုကိုင်းပြီးမှဆူတောင်းအတင်းစံလေးအာကျွန်တော်ဒီစိတ်ဒီညင့်နေတယ် ကျွန်တော်စိတ်တွေကတော့ကျွန်တော်အလုပ်ကမကောင်းဘူးလုပ်ကံကောင်းခြင်းနဲ့ငွေကြီးအဆင်မပြေဘူးပြေးခြင်းနဲ့အကျွေးတွေပြီးစရာရှိတယ်ပြေးခြင်းနဲ့အလူတွေလှုပ်ခြင်းနဲ့လှုပ်ခြင်းနဲ့မနောခီးတွေသွားခြင်းနဲ့စကားတွေပြောတာတွေအောင်မြင်ခြင်းနဲ့အိုက်ကိစ္စတွေတွေနဲ့ပတ်သက်ပြီးစိတ်သက်တွေကြနေတယ်ဗျာကျွန်တော်ရဲ့စိတ်သက်တွေကြနေတဲ့ကိစ္စအမြန်ဆုံးရှင်းပြအောင်အသင်ဆန်လေးကကူညီဆောက်ကြတော်မူပါဆိုတဲ့အကြောင်းအင်္ဂါတော့အခြေတောင်တောင်လဲဆန်းလေးကန်ပြီးတော့ဆူတောင်းခြင်းအပြင်တို့မှပိတ်နေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ် လက်ထက်ကင်ကြတဲ့ဆန်းလေးကိုအဲအင်္ဂါတော့အရှိတောင်တော့ဒီနေရာမှာတင်းနာထားအဆင်ပြေပြီဗျကိုနေနေနဲ့စက်တက်တဲ့တူလူယောက်ကြားကိုရဒေတာမဟုတ်တဲ့တခြားရဒေတာဒါမှမဟုတ်ကိုရကုဒေတာမှာလောက်ကန်ကောင်းကောင်းမလို့ဖြစ်နေဝါဒတာနဲ့လပိတ်ဆိုင်လို KTV လို့ဝါဒတာဖြစ်နေတာမျိုးတွေကြုံတွေ့တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာဝါဒတာဖြစ်နေတဲ့ကတ်တွေဖြစ်နေတာဖြစ်တဲ့အတွက်တောက်ကြမြောက်ရကိုလှဲ့တည့်ရတည်လေးဒါမှမဟုတ်တည့်ပြန်တည့်ရကလေးတွေလောက်ကိုင်းပြီးမှဆူတော့ အတင်သေးရဲ့ကလေးရဲ့အတင်သေးရဲ့ဒီလေးရဲ့အိမ်မှာရှိတဲ့လူယောက်ျားအလုံးမလုပ်ဘူးလှုပ်လှုပ်မှဖြစ်မှာအဲအိမ်မှာတော့လူတွေလှုပ်ချင်တာအလူတွေကလည်းလှုပ်ချင်တာအလူလှုပ်ဖို့ခွင့်လန်းနေရလည်းမရှိဘူးပတ်သက်လည်းမရှိဘူးဒါကြောင့်အတင်သေးရဲ့ဒီလေးရအတင်သေးရဲ့ကလေးရကျွန်တော်ပိတ်ဆိုနေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စအလူဒါနတွေနဲ့ပတ်သက်တဲ့ကိစ္စပေါင်းထားတဲ့ရွှေလေးတွေနဲ့ပြန်ရွေးချင်တဲ့ကိစ္စလေးတွေဆင်ပြေချင်တယ်ဒါကြောင့်အတင်သေးရဲ့ဒီလေးတို့မို့အတင်သေးရဲ့ကလေးရကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်း တောက်ကြမြောက်ရကူလက်ပြီးစူတောင်းခြင်းဖြင့်သင်တို့မှာပိတ်ဆို့နေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စမင်္ဂလာတည်နေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာနော်ကိုနဲ့နီးနေဆက်သက်တဲ့မင်းဒီဂျေမန်ငွေကြီးနဲ့ပတ်သက်တဲ့ကြက်တွေအိုးရင်လောက်ကိုင်းတော့ပြဿနာမရှိဘူးအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ယာယီအပြည့်စုံနေတဲ့ကာလမျိုးတွေဖြစ်ပါတယ်အတွင်းသီးပြက်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်မင်းနဲ့ပတ်သက်တဲ့ကိစ္စမိယာနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာ ပါဝင်ကြီးကြီးအရှင်ပြေးပြီးဒီနေ့မှာတော့ယာယီလွှဲချုံမှုဖြစ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်မိမိအိတ်တဲ့အိယာမိမိထိုင်တဲ့ထိုင်ကုန်မိမိထိုင်တဲ့ထိုင်ကုန်ဆော့အေးခင်းဆော့အဲ့ဒါလေးတွေကိုဖို့လျှော်ပြီးမှနေလာလိုက်မယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဒါမှမဟုတ်လည်းမိထိုင်တဲ့ထိုင်ကုန်လေးတွေကိုဖုံးလေးတွေခါပေးအေးခင်းလေးတွေကိုခမရတန်တန်လေးဖြစ်အောင်ခါပေးလိုက်လို့ရှိရင်ပိတ်ဆိုးနေတဲ့မင်းနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စ အပြောင်းရွှေ့ရာထူးတိုးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ကိုသွားခြင်းနဲ့ခီးရတခုပြောခြင်းနဲ့တကားတခုပြောနေရတာတခုဖြစ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။စကီခီးစကားနဲ့ပတ်သက်တဲ့အောင်မြင်ကြောကြားတဲ့ကာလမျိုးတွေမှာဒီအချိန်မှာခီးစကားနဲ့ပတ်သက်တဲ့အောင်မြင်ကြောကြားတဲ့ပုံကိုယ်ရည်ဟာဗုဒ္ဓတောင်ရက်ကိုလက်မျက်နှာလေးတစ်ပြီးမှဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေတဲ့ခီးစကားများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ဒါကြောင့်ခီးစကားပွင့်လန်းလို့တဲ့ပုံကိုယ်အားလုံးတို့ဒီဗုဒ္ဓတောင်ရက်ကို လက်ရေးလေးတောက်ပြီးမှထူတောင်းခြင်းအဖြစ်သင်တို့မှာပိတ်ဆိုနေတဲ့ခီးတကားနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ကိုနော်အဲ့ဒါလေးတစ်ချက်ရှိရယ်ကိုနဲ့ပတ်သက်တဲ့အစုအဖွဲ့အုပ်စုရိုးရာအဲ့ရရိုးရဖော်လို့ဒိုးရကြော်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့အစုလိုက်ပြုံလိုက်ရတတ်တယ်။နော်အမျိုးတွေထိပေါက်လို့ရတတ်တယ်။အမျိုးတွေချိမြမြောက်စားတဲ့ငွေတွေရတတ်တယ်။နိုင်ငံရေးလို့ရင်တော့ထိုင်းထောင်ကြတတ်ပါတယ်ဗျာ။ဒီချိန်မှာ နိုင်ငံရေးမှုနဲ့ပတ်သက်တဲ့ထောင်နေကြတတ်တဲ့ကိစ္စမျိုးဖြစ်ပါတယ်။ကျန်တဲ့အမှုခွင့်နေမဲ့ပြဿနာပြဿနာမရှိတာဖြစ်နေနိုင်ငံရေးမှုနဲ့ဆိုရင်တော့ထောင်ကြတတ်ပြီးတော့နိုင်ငံရေးမလို့ရင်တော့ငွေကြေးများစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်။ဒါကြောင့်ရိုးရဖို့ကြအောင်ရိုးရတွေနဲ့ပတ်သက်တဲ့နှိမ့်နေဆက်တဲ့ကိစ္စမှာလက်ဖက်သားလေးကိုကြာသာပတိအနောက်ရက်ကိုလက်ဖက်ကလေးကိုတုတ်တုတ်ပြီးမှအဲ့လက်ဖက်တုတ်ကလေးကိုကြာသာပတိအနောက်ရက်ကိုလှည့်ပြီးမှစူးတော့ ဆူတောင်းပြီးမှကုသိုလ်ပြုမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေရိုးအပ်ဖို့လို့ဒိုးအကြောပြီးအမှုခင်းပြဿနာများဝေကွာပြီးတော့အစင်းနေပြီးမှဖြစ်ပါတယ်ဗျာကျွန်တော်တို့ရွှေညာမိမိသားသူကပေးတဲ့ရေရဲလေးရတွေ့လေးလေးတွေပေးတာပါဒါကြောင့်လူလေလေးတွေပြုလုပ်ခြင်းဖြင့်တနေ့ချင်းတကြီးစင်းနေမှာဒီဒီယာလေးတွေလုံးလုံးမဲ့ဆိုရင်တော့နေချင်းနေချင်းမှာဒီတစ်ပတ်တွင်းတစ်ပတ်တွင်းချင်းမှာငွေကြီးနဲ့ပတ်သက်တဲ့စုတောင်းတာအများဆုံးပြည့်လို့မှာဖြစ်ပါတယ်ဒီနေ့19ရက်5လ2025တနင်္လာနေ့မှာတော့ အထူးသဖြင့်ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲပုံရှိတဲ့ပုံကိုအားလုံးတို့ကနော်တင်းနှင်းလာအရှိရာကိုလက်ပြီးရေးလေးတော့မျက်နှာလေးကိုသိဒါမှမဟုတ်လို့ရှိရင်ခီးတကားနဲ့ပတ်သက်တဲ့အောင်မြင်ကြတဲ့ပုံကိုလေးကနော်ကျွန်တော်တို့ဗုဒ္ဓတောင်ရကိုလက်အမှရေးလေးတော့ဒါမှမဟုတ်လို့ရှိလို့ရှိရင်မျက်နှာလေးသိအဲ့ဒါဆိုလို့ရှိရင်တော့တင်းတော့မှပိတ်ဆိုနေကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒီကံလေးတွေငွေကံလေးတွေနဲ့ပတ်သက်တဲ့ကိုသွားခြင်းနဲ့ခီးရွှေလေးတွေပေါက်ထားတဲ့ရွှေလေးတွေလိုချင်တဲ့တောက်ကြမြောက်ရကိုလက် တရက်ပင်ရတရက်ခိုင်းလေးကိုကိုင်းပြီးမှဆူတောင်းမယ်တရက်ဒီလေးကိုကိုင်းပြီးမှဆူတောင်းမယ်တရက်ကကလေးကိုကိုင်းပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ခြေကံများခီးစကားများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းရွှေညာမီမိသားစုကလေးလေးသာသာတင်ပြနေတာဖြစ်ပါတယ်ဗျာဒါကြောင့်ရွှေညာမီမိသားစုကိုကြည့်ရှုကြတဲ့ပြည်သားအားလုံးအားလုံးဒီနေ့မှာပြင်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးအဆင်ပြေခြင်းတင်းလာအရှိရာကိုလည်းပြီးရေးလေးသားနော်အဲ့ဒါကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားတွေအောင်မြင်ကြောကြခြင်းနဲ့ အဲရွှေလေးတွေဝင်နေတယ်ဆိုရင်တော့တောင်ရက်ကိုလှည့်ရေလေးကိုတောက်ဒါမှမလို့ရှင်ခီးစကားနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစင်ပြေခြင်းနဲ့တောက်ကြမြောက်ရက်ကိုလှည့်ပြီးတော့တဲပြေဟာတဲခိုင်းလေးတွေတဲရက်ကလေးကိုခုပြီးတော့ခိုင်းပြီးတော့ဆူတောက်မလားတဲရက်ဒီလေးတလုံးလုံးကိုခိုင်းပြီးမှစားပြီးမှဆူတောက်မလားဆူတောက်ခြင်းဖြင့်တင်းတို့မှပိတ်ဆုံနေတဲ့ငွေကြီးများဒီနေ့ရဲ့အထူးတည်းလေကံကောင်းဆုံးကတော့ငွေကြီးရဲ့ခီးစကားရဲ့ အလူနဲ့ပတ်သက်တာရယ်ရွှေနဲ့ပတ်သက်တဲ့ကိစ္စများဖြစ်ပါတယ်ဗျာဒါကြောင့်ဒီနေ့ကျွန်တော်တို့ရှင်ညာမင်းမိသားစုအပေးပေးတဲ့ရေရာလေးတွေပြုလုပ်ခြင်းဖြင့်သင်တို့မှာပိတ်ဆိုနေတဲ့ငွေကြေးများအစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ပြပြီးသာသနာပြုနိုင်ပြီးသွားတော်ခီးများအောင်မြင်ကြကြပြီးပြောသောစကားများအောင်မြင်ကြကြပါစေကြောင်းရှင်ညာမင်းမိသားစုကိုစားဆရာကြီးမြတ်မာပြီးမှလေးလေးစားစားစူတောင်းမြတ်တာပို့လိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြတ်မာပြီးပါဗျာ